project စဉ်းစားတဲ့အခါမှာအာ skin tone နဲ့အရင်ဆုံးစဉ်းစားမိရပေါ့နော် line ကအသားညိုတဲ့သူလည်းဖြစ်တယ်တော်တော်များများအသားညိုတာကိုတဘုံမကြကြဘူးပေါ့နော်အသားမဲတယ်အဲ့လိုပြောကြရဲအဲ့လိုငငယ်လေးကလည်းအဲ့လိုခံစားခဲ့ရတဲ့သူဆိုတော့အဲ့လိုခွဲခြားဆက်ဆံတဲ့အာကောင်းစင်လေးကိုအရင်ရွေးဖြစ်တယ်ပေါ့နော်ငယ်တုန်းက73 74တုန်းကအရန်အသားဖြစ်ရကောင်မလေးကြီးအရန်ကိုချစ်တယ်အရန်ကို ဟဲ့သူ့လိုလေးအသားဖြူကျင်းလိုက်တာဆိုအဲ့လိုလေးဖြစ်တယ်ပေါ့နော်ကိုကသာသူများကိုအားကြနေအဲ့သူများကလည်းကိုကိုပြန်အားကြနေရလဲဖြစ်နေနိုင်တယ်ပေါ့နော်ကိုမျက်နာနဲ့ကိုခန္ဓာကိုယ်နဲ့ကိုရဲ့အသားကြီးကဒါကိုက်ညီလို့အဖေကပေးထားတယ်ဆိုတော့ဒါကိုရဲ့အသားကြီးပေါ်ကိုကအရန်ကို အခု loss ဘာ confident ဖြစ်သွားပါပြီအရင်တော့လည်းမဟုတ်တော့ပါ American Sunway ရဲ့ဒါ designer ပြည်စွန် around မှာအချက်မသိင်းလေးနဲ့ပေါ့နော်ရှောင်းရဲအတွက်အရန်ဝမ်းသာပါရဲ့အရန်လေးကြွရှင်ပါရှင်သူတို့သမီးလေးလို့ခန်းစားလိုက်ရတယ်သူတို့အရန်ချက်တီရှိပြီးတော့ဘယ်လိုပြောရမလဲကိုကို အဲဒါဒီထမသိန်းလဲဒါခဏခဏဝတ်ဖူရဲဒါပေမဲ့ဒါဒီဇိုင်နာကိုပြီးစွန့်အောင်ဆိုတာဇီဒီထမသိန်းကိုတော့တခါမှမဝတ်ဘူးအခုပထမဆုံးဝတ်ရဆိုတော့အရင်ပြောပါတယ်ရန်ကုန်မှာတော့ဟိုခဏခဏတော့လာတယ်ခဏခဏ music video တွေရိုက်တဲ့အခါလဲလာရဲဆိုတော့ used to ဖြစ်နေပါတယ်ဒါပထမဆုံးလို့တွေ့လို့တာပေါ့နော်မန္တလေးကနေလာရဲဒီဆိုတော့အရင်ခင်မှုကောင်းတယ်အရင်လဲအမ်မေအမ်မေခေဆောင်ဝင်အရင်လဲဖော်ရွေတယ်မတင်ထားဘူးပေါ့နော်ဟုတ် တယောက်တည်းမဖြစ်နေရောပေါ့နော်အဲကိုရဲ့တငယ်ချင်းတွေလည်းရှိရဲပြီးတော့အရန် close ဖြစ်တဲ့အဲ universe sister တွေလည်းရှိရဲဆိုတော့ပို့ပြီးတော့အဲတက်ကြွတာပေါ့နော်ဟုတ်အများကြီးလောက်အဲကြိုးစားနေရဲအကျူစားထားရဲပြီးတော့ advocacy project လဲအားလုံးကြည့်ရှုရတော့မှာပါဟုတ်အရင်ဆုံးဒီ project စဉ်းစားရတဲ့အခါမှာအဲ skin tone နဲ့အရင်ဆုံးစဉ်းစားမိရပေါ့နော်။ line ကအသားညိုတဲ့သူလည်းဖြစ်တယ်။ပြီးတော့မြန်မာနိုင်ငံမှာဆိုရင်အသားညိုတဲ့သူတွေဆိုလို့ရှိရင်များရယ်ပေါ့နော်။အဲ99ရာခိုင်နှုန်းလောက်ကအသားညိုတဲ့သူတွေအသားလက်တဲ့သူတွေအမ်ဖြစ်တယ်။ပြီးတော့အသားဖြွယ်သူတွေလည်းနည်းနည်းရှားတဲ့အပေါ်မှာအာတော်တော်များများအသားညိုတာကိုတဘောမကြကြဘူးပေါ့နော်။အသားမဲတယ်အဲ့လိုပြောကြတယ်။အဲ့လိုငငယ်လေးတွေကလည်းအဲ့လိုခံစားခဲ့ရတဲ့သူဆိုတော့အဲ့လိုခွဲခြားဆက်ဆံတဲ့အမ်ကောင်းစဉ်လေးကိုအရင်ရွေးဖြစ်တယ်ပေါ့နော်။ အဲ့တော့ခွဲခြားဆက်ဆံတဲ့နေရာမှာအများကြီးရှိတယ်ဘလို့နီးနဲ့ဘလို့ပုံနဲ့ဘလို့ခွဲခြားဆက်ဆံနေဆိုရဲအကြောင်းအရာတွေပေါ့နော်ပြီးတော့ဘလောက်ထိခွဲခြားဆက်ဆံမှုခံခဲ့ရတယ်ပြီးတော့ခွဲခြားဆက်ဆံလိုက်လို့ကိုကဘလောက်ဝမ်းနေခဲ့ရတယ်ကိုအတွက် traumatize ဖြစ်သွားရယ်ဆိုရဲအရာတွေအများကြီးရှိရဲမှမှပေါ့နော်အမ်ဒီလိုယောဂပိုးတစ်ခုရှိနေတဲ့သူတွေကဘလောက်ထိပို့ပြီးတော့တခြားလူတွေထက်အမ် ဒါဇူလိုင်ဆိုလို့ရှိရင်အသားညိုလို့ခွဲခြားဆက်ဆံခံရတဲ့အပေါ်မှာကို traumatize ဖြစ်တယ်ဒါဆိုရင်ဒီ HIV ဖြစ်တဲ့ကလေးတွေအနေနဲ့ရောဒါဘယ်လိုဖြစ်မလဲသူတို့အတွက်ဆိုရင်ရောကိုက blue speak out လုပ်ပေးနိုင်တယ်အဲ့လိုယောဂဘိုးရှိနေတဲ့သူတွေကဆိုရင်ဒီလူမှုပတ်ဝန်းကျင်မှာသူတို့ဘယ်လိုလိုဘယ်လိုတောင်နေနေတလဲပေါ့နော်သူတို့တွေကိုအခုအခက်ကြီးကအရန်တိုးတက်နေပြီအဲ့တော့ HIV ဖြစ်နေတဲ့သူကလည်း UI ကွဲ U level ကိုရောက်နေတဲ့သူတွေရှိတယ်။ဒါပေမဲ့လည်းတချို့သောလူတွေကပေါ့နော်။အဲဒီလိုယောဂဘူးရှိတဲ့သူဆိုရင်ထီတွေးရမှာ၊ကင်တွေးရမှာ၊စကားပြောရမှာသူတွေနဲ့အတူတူဟိုပျော်ပျော်ရွှင်ရွှင်နေပေးရမှာအပေါ်မှာအရန်ကိုဟိုဘယ်လိုပြောခွဲခြားဆက်ဆံကြရဲ။အဲ့တော့ကလေးတွေကအရန်ကို traumatize ဖြစ်ကြတယ်။အရန် စိတ်ဝကောင်းဖြစ်ကြရဲ။အော်ငါမှဒီပိုးရှိနေလို့ဒါဘာလို့ကလေးတွေကအိဆိုင်မီဖြစ်တာလဲဆိုရဲအကြောင်းရင်းอ่ะပေါ့เนาะဒါမိဘတွေအကြောင်းပါမဲမိဘတွေကနေအမျိုးမျိုးကူးလာတော့သူတွေမှအိဆိုင်မီဖြစ်တယ်။ကလေးတွေကအရန်ဟိုအပြစ်ကင်းစင်တယ်။အသူတို့ဘာမှမသိဘူး။အိဆိုင်မီယောဂအကြောင်းအဲလူတွေကဒါခွဲခြားဆက်ဆံနေရသူတို့ကသူတို့ကိုသူတို့မသိဘူးအဲအချိန်မှာဒီအတွက်ကို speak out လုပ်ပေးတယ်အဲဒီအတွက်ကိုပြောပြပေးတယ်လူတွေက ဟိုမခွဲခြားစေချင်ဘူးလူတွေကိုဒီဒီကလေးတွေဟာအရန်ကိုအပြစ်ကင်းစင်တဲ့ကလေးတွေပါအဲ့တော့ကြောင့်မလို့အာသူတို့ကိုထိတွေ့ရမှာသူတို့နဲ့စကားပြောရမှာသူတို့အဲဥမာလက်မှာအနာလေးတွေရှိနေတယ်အဲဒါပေမဲ့မကူးပါဘူးလုံးဝမကူးနိုင်ဘူးဘာလို့ဆိုတော့ဒါကလေးတွေက အဲသူဆေးတွေပုံမှန်တောက်တယ် HIV ဖြစ်တယ်ဆိုရင်ဒါဆေးတွေပုံမှန်တောက်တဲ့ခါယူကွဲယူအဆက်ဆိုရင်ဘယ်လိုနည်းနဲ့မှကူးဆက်နိုင်ခြင်းမရှိရဲ့အတွက်ကြောင့်မလို့ပေါ့နော်သူတို့တွေကိုခွဲခြားမဆက်ဆံစေချင်ပါဘူးအဲ့ဒါအဓိကအကြောင်းရင်းအနေနဲ့ပေါ့နော် hand in hand sir project လေးကိုအဲ idea ရပြီးတော့မှတကယ်ဟုတ်ဒါဖြစ်တာပါဟုတ်ငယ်တော့က73 74တော့အရန်အသားဖြူရကောင်မလေးကြီးချင်းအရန်ကိုချစ်တယ်အရန်ကိုဟဲသူ့လိုလေးအသားဖြူကျင်းလိုက်တာဆိုအဲ့လိုလေးဖြစ်တယ်ပေါ့နော်ဒါပေမဲ့ အကိုပိုင်ဆိုင်ထားတဲ့အသားကြီးကိုပိုင်ဆိုင်ထားတဲ့ရုပ်ကြီးကိုကိုကကိုအဲကျင်းတ်တယ်စိတ်ကျင်းတ်တယ်ဆိုရင်ဒါအကောင်းဆုံးပါပဲဘာမှလည်းဟို သူများကိုကသာသူများအားကြမယ်အဲ့သူများကလည်းကိုကိုပြန်အားကြနေရလဲဖြစ်နေနိုင်တယ်ပေါ့နော်အဲဒီလိုနိုင်ငံခြားမှာဆိုရင် olive skin တွေ tan skin တွေဆိုရင်အဲတော်တော်များသဘောကျကြရဲပြီးတော့ဒါ miss ပြိုင်တဲ့အခါဆိုလဲတချို့ဆိုအာညဆို tan လောက်ကြရဲအဲ့လိုပေါ့နော်အဲ့ဟာတွေကိုတိလာတဲ့အခါမှာဩအာအသားညိုတာကလည်းဒါအကန့်ကောင်းခြင်းမလားသူတို့တွေလို့ ညာကြီးမှာအချိန်ပေးပြီးထန်ဟိုထန်နေလူးနေကြရမလို့ပြီးတော့မိတ်ကပ်တင်နဲ့လည်းညိုနေအောင်လုပ်နေကြရမလို့ကိုယ်ကတဘာဝညိုပြီးသားအဲ့ညိုပြီးသားကလည်းကိုယ့်ကိုဖျားပေးထားတဲ့ဆုလက်တစ်ခုပေါ့နော်အဲ့တော့ကိုယ့်မျက်နှာနဲ့ကိုယ့်ခန္ဓာကိုယ်နဲ့ကိုယ့်ရဲ့အသားကြီးကဒါကိုက်ညီလို့အဖျားပေးထားရဲဆိုတော့ဒါကိုယ့်ရဲ့အသားကြီးပေါ့ကိုကအရန်ကိုအခုလောစမှာ confident ဖြစ်သွားပါပြီအရင်တော့လည်းမဟုတ်တော့ပါအခုလည်းဒါ မိချီလာကုစားပြုတယ်ပေါ့နော်မိချီလာမိဖုရားတပားအနေနဲ့အမ်ဖော်ဖော်ပြထားတယ်ဒီမိဖုရားကဒါမိချီလာမိဖုရားဘယ်လိုဝတ်စားစင်ရင်လဲဆိုရဲ့အတွက်အဲဆိုတော့ပေါ့နော်ဖိုတိုရှူလေးလဲလုပ်ထားတယ်ဖိုတိုရှူလေးလဲတင်ပေးထားပါတယ်ဟုတ်ပြီးတော့ဒီမိချီလာကုစားပြုအတွက်အများကြီးလုံပန်းနေပြီးတော့ national costume အတွက်လဲအားလုံး surprise ဖြစ်မဲ့အမ်မိချီလာရဲ့ဒီပေါ့နော်အထင်ကြီးတစ်ခုကို ပြသွားမှာပါဟုတ်ကဲ့ National costume မဟုတ်ပါဘူးဒါဟုတ်တယ်တော်တော်များများကအဲ့ဒီဒီမိဖုရားပေါ့နော်အဲမိထီလာမိဖုရားပုံကို National costume ထင်ကြတယ်ဒါကကြတော့ဒီမိထီလာမိဖုရားဆိုတာဒီလိုဝစားစင်ရင်ပါတယ်ဆိုတာဟိုဒါအဲချစ်တဲ့ပရိသတ်တွေဟို photo shoot တစ်ခုအနေနဲ့ပေါ့နော်ချပြရပါပေါ့နော်မိထီလာရဲ့အဲ ဘလို tradition ဘလို့ရှိရဲဘလို့ traditional တွေဘလို့ traditional dress တွေရှိရဲဆိုတဲ့အကြောင်းပြီးတော့ကိုကိုရန်လည်းမိထီလာကိုစားပြုဖြစ်တဲ့အတွက်မိထီလာကိုစားပြုအနေနဲ့အများကြီးမိထီလာကိုချက်ပြသွားခြင်းတဲ့အတွက်ပေါ့နော်ဒါပထမဆုံး photo shoot လေးအလုံးချက်ပြရပါဟုတ်အများကြီးပြောင်းလဲလာတယ်လို့ပြောကြရဲအမ်ပြီးတော့ပြည်သက်တွေလည်းအားပေးကြရဲပြီးတော့အမ်ဟိုလိုအပ်တာတွေလည်းဝေဖန်ပေးကြရဲအဲ့တော့အကောင်းဆုံးစူးစမ်းပြင်ဆင်လဲအဲ့တော့ကြောင့်လည်းပြည်သက်တွေအမ် ပို့ပြီးတော့လဲအပီးကြရယ်ပေါ့နော်ပို့ပြီးတော့ဟိုလှလာရယ်လဲပြောကြရယ်ပို့ပြီးတော့စ조사ရယ်ဆိုတာလဲပြောကြရယ်ထပ်ပြီးတော့လဲအများကြီး조사ဖို့လဲပြည်သက်တွေအဲဟိုပြောရယ်ပေါ့နော်အဲ့တော့အရန်ကိုအင်အားဖြစ်တယ်ပြီးတော့ချစ်တဲ့သူတွေလည်းများလာတယ်ဆိုတော့အရန်ပျော်တယ်အမ်ပီတိအရန်ဖြစ်တယ်ပေါ့နော်အဲ့တော့စ조사ဖို့လည်းအများကြီးစိတ်ခွန်အားအများကြီးဖြစ်တာပေါ့ဟုတ် Miss Universe Journey တစ်ချက်ကိုလည်းဒါအများကြီးစောင့်ကြည့်အားပေးကြပါလို့ပြောချင်ပါတယ်အဲ့တော့ ဟိုစူးစမ်းမှုတိုင်းကိုလည်း appreciate လုပ်ပေးရသူတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ဆက်ပြီးတော့လည်းအားလုံးအပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်